အားလုံးပဲမင်္ဂလာပါကျွန်တော်လွန်ခဲ့တဲ့18ရက်နေ့လောက်ကနေစပြီးတော့ line ပေါ်ကနေတပတ်ဆယ်လောက်ပျောက်သွားပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိသုံးနေတဲ့ကျွန်တော်ရဲ့ Facebook account က180ပိတ်ခံထိတွေ့လို့ပဲဖြစ်ပါတယ်။ကျွန်တော်ဒီမှာမေးစရာရှိတယ်ဗောနော်မင်းရဲ့ Facebook account ပိတ်ခံရတာ ਨੇ ဘာကြောင့် line ပေါ်ကပျောက်သွားလဲဗောနော်ဘာကြောင့်ပျောက်သွားလဲဆိုတော့ကျွန်တော် Facebook ကိုကျွန်တော်တော်တော်လေးအသုံးပြုဖြစ်တယ်ဗောနော်ကျွန်တော်အဓိကထားပြီးတုံပြုဖြစ်တယ်ဆိုတော့ကျွန်တော် Facebook တုံးလို့မရအောင်ဆိုရင်ကျွန်တော် လုပ်ငန်းတွေကလုံးလို့မရဘူးလို့တောင်းပြောလို့ရပါတယ်။ဟိုဒီ Facebook account နေကျွန်တော်တို့ဒီတုံးလို့မရတော့တာဒီ disable ဖြစ်သွားတယ်ဆိုရယ်ပြဿနာကလက်ရှိဂျပန်မှာနေနေတဲ့လူတွေကတော့ဒါကြုံတော့ကြုံခဲ့ဖြစ်တော့ဖြစ်ခဲ့ပေါ့နော်။တချို့လူဆိုတာကြာဘူးချိန်မှာတောင်ကြာဘူးကြပါလိမ့်မယ်။ကျွန်တော်ကျွန်တော်ဒီဗီဒီယိုမှာအဓိကပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ဒီအတွေ့အကြုံကနေရလိုက်တဲ့သင်ခန်းစာလေးရှိရပေါ့နော်ကျွန်တော်အဲ့သင်ခန်းစာလေးတွေကိုကျွန်တော်ပြန်ပြီးတော့ရှင်းလုပ်ပေးခြင်းလို့ဒီဗီဒီယိုလေးကိုရည်လိုက်အောင်ဖြစ်ပါတယ်ကျွန်တော် ပထမဆုံးပြောရမယ်ဆိုရင်ကျွန်တော်က Facebook မှာကျွန်တော်မှာ account တစ်ကောင်မရှိဘူးเนาะကျွန်တော် personal account တစ်ကောင်မရှိတယ်ကျွန်တော်တခြား fake account တို့ဘာလို့ကျွန်တော်တုံးတာမျိုးမရှိဘူးပေါ့เนาะကျွန်တော်ပြောချင်တာကျွန်တော်ဒီ personal account ကနေပဲကျွန်တော် page တွေအများကြီးဖွင့်ထားတယ်ပြီးရင်ဒီ account နေပဲကျွန်တော် group တွေထောင်းထားတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ရဲ့ဒီ Facebook personal account ကတုံးလို့မရလို့ဆိုဘယ်လိုဖြစ်လဲဆိုတော့ဒီအဲ့ဒီ account တုံးလို့မရနေကျွန်တော်အဲ့ဒီ account နေဖွင့်ထားတဲ့ page ပေါ့เนาะ page နှစ်ခုလောက်က auto ပြတ်သွားပါတယ်ပြီးရင် ီ page တခုပေါ့နော် page ခုဆိုဥမာနဲ့ပြောမယ်ဆိုရင်ဒီ you are like your trust ရဲ့ page ပေါ့နော်ကျွန်တော်အဲ့ဒီ page ဆိုရင်ကျွန်တော်ကဒီ admin တယောက်မှခန့်မထားပေါ့နော် admin တယောက်မှမခန့်ထားဆိုတော့ကကျွန်တော်ရဲ့ personal account နဲ့ပဲ diet ချစ်ပြီးတုံးတယ်ပြောချင်တာကျွန်တော်ရဲ့ personal account ဖြစ်သွားတယ်ဆိုရင်ကျွန်တော်အဲ့ဒီရဲ့ဒီ page တွေကိုပေါ့နော်ကျွန်တော် login လုပ်လို့မရတော့ဘူးပြန်ပြီးဝင်လို့မရတော့ဘူးအဲ့တော့အဲ့ဒီ page ကရှိနေတယ်မယ်ဒီတခြားလူတွေကစာရီဘာတွေပို့လို့ရတယ်ပေါ့နော်ပို့လို့ရတယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့အဲ့ဒီ page တွေကိုဝင်လို့မရတဲ့အတွက်ကျွန်တော်စာရီဘာတွေပြန်လို့မရတော့ဘူးပေါ့နော်ကျွန်တော်လိုမျိုးခြေနေမျိုးဖြစ်သွားတယ် ်နောက်တစ်ခုကကျတော့တော်တော်ဆိုးတဲ့ချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဒီ Facebook personal account အနေနဲ့ကျွန်တော်ဒီ group တွေလုတ်ပေးထားတယ်ပေါ့နော်ဆိုတော့အဲ့ group တွေကနေကျွန်တော်တင်ကန်းစာ video တွေတင်တယ်ဆိုတော့ဘလို့ဖြစ်လဲဆိုတော့အဲ့ဒီ personal account လည်းပြတ်သွားရောအဲ့ Facebook group မှာတင်ပေးထားတဲ့တင်ကန်းစာ video တွေ post တွေက auto ပြတ်သွားတယ်ပေါ့နော်အဲ့တော့ဒီ तू က group ကတော့ရှိနေတယ်ဒါပေမဲ့ X group မှာတင်ထားတဲ့တင်ကန်းစာ video တွေက auto ပြတ်သွားတယ်ဆိုတော့ group ရှိနေလဲအတိတ်ပဲတော့မရှိတော့ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ အဓိကကပြောချင်တာကဘာလို့အဓိကပြောချင်တာကျွန်တော်ဒီလိုဖြစ်သွားတဲ့အနေအထားမျိုးကနေကျွန်တော်ရပ်သွားတဲ့တင်ကန်းစာလေးပေါ့နော်အဲ့တင်ကန်းစာကျွန်တော်အချက်၃ချက်လောက်ရှိမယ်ပေါ့နော်ပထမတစ်ခုက page ပေါ့နော် page နဲ့ဆိုင်တဲ့ချက်တွေထားပါတော့ကျွန်တော် personal account ထိထွားတယ်ဆိုရင်ကျွန်တော်တချို့ page တွေကတော့ပြက်ကောင်းပြက်သွားနိုင်တယ်ဒါပေမဲ့ပြက်မသွားတဲ့ page လည်းရှိမှာပဲပေါ့နော်ဆိုတော့အဲ့လို page တွေကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ control လုပ်မလဲကျွန်တော်အဲ့ဒါကအရေးကြီးတယ်ပေါ့နော်အဲ့ဒီအတွက်ဆိုရင်ဘာအရေးကြီးလဲဆိုတော့ ကိုယ့်ရဲ့ page တွေကိုအ ਨੇ ဆုံး admin ပေါ့နော်အ ਨੇ ဆုံး admin ကျွန်တော်တို့တုံးလေးရောက်လောက်ခတ်ထားတင်ပါတယ်ဒါကျွန်တော်တွေ့ကြုံရနေပြောတာပေါ့နော်အဲ့တော့ခုမှဒါ Facebook မှာ page တွေပါလေးလောက်ထားရဆိုရင်ဒါအ ਨੇ ဆုံး ဒီ admin ပေါ့နော် admin နှစ်ယောက်တုံးယောက်အဲအဲ့လောက်ကတော့အနည်းဆုံးခန့်ထားဖို့ကျွန်တော်ကြံ့ကြံ့ပေးချင်ပါတယ်ဒါပထမဆုံးတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကကျတော့ကျွန်တော်တို့ဒီ group တွေပေါ့နော် group တွေကျွန်တော် Facebook မှာ group တွေထောင်းထားတယ်ဆိုရင်ကိုယ့်ရဲ့ personal account ပြတ်သွားတာနဲ့အဲ့ group တွေကပါအကုန်လုံးပြတ်သွားမှာပေါ့နော်ဒါအဲ့ group တွေထောင်းထားတဲ့ personal account ပြောနော်အဲ့ account ပြတ်သွားတယ်ဆိုရင်ပြောတာကျွန်တော်အဲ့လိုမျိုးဖြစ်သွားမှာဖြစ်တဲ့အတွက် ဂရုတွေကိုကျွန်တော်တို့တတ်နိုင်လောက်ပေါ့နော်ရှေ့မှာပြောကြလို့ပဲအဒမင်ထည့်တာပေါ့အဒမင်2ယောက်3ယောက်လောက်ထည့်တာပေါ့နော်အဲ့လိုထည့်ထားရဆိုရင်အဲ့လိုထည့်ထားတဲ့ဂရုတွေကကိုယ့်ရဲ့ personal account ပြတ်သွားလဲပဲအဲ့ဒီအဒမင်တွေရှိသေးတယ်ဆိုရင်အဲ့ဂရုမှာတင်ထားတဲ့တင်ကန်းစာဗီဒီယိုတွေ post တွေကပြတ်မသွားဘူးပေါ့နော်ဒါကျွန်တော်ရဲ့အတွေ့အကြုံအပြောတာပါအဲ့တော့ကျွန်တော်ပေမှာအဒမင်2ယောက်3ယောက်ခန့်တာပါကျွန်တော် group တွေရှိရဆိုရင်လည်းအဲ့ group မှာအနည်းဆုံးအဒမင်2ယောက်3ယောက်လောက်ခန့်တာပေါ့နော်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့ တခုခုဖြစ်သွားတယ်ဆိုရင်ပေါ့နော်ဆာဗာကိုယ့်ရဲ့ group တွေကိုယ့်ရဲ့ page တွေအဲတင်ကန်းစာ video တွေတခုခုဖြစ်သွားဆိုရင် backup plan တခုခုလုပ်ထားတယ်နဲ့ပေါ့နော်ကျွန်တော်ဆိုရင်ဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော် Telegram မှာတင်ကန်းစာ video တွေအကုန်လုံးတင်ပေးထားတဲ့ဒီ group တခုထောင်ထားတယ်ပေါ့နော်အဲ့လိုထောင်ထားရဲဆိုပေမဲ့ကျွန်တော်အကားကြတော့ဘာတိုင်ပတ်သွားလဲဆိုတော့အမှန်တမ်းပြောရင်ကျွန်တော်ကဒီ Facebook ကတော့ ဒါအားကိုရကြတော့မနော်ဒါအားကိုရကြတော့ဆိုတော့ကျွန်တော်ရဲ့ client နေပေါ့နော်အဲကျွန်တော်ရဲ့တင်တန်းလူတင်တန်းသားတွေကိုကျွန်တော်ကဒီ messenger မှာပဲကျွန်တော်မှတ်ထားတယ်ပေါ့နော်ပြဆိုကျွန်တော်ဆောက်ရဲ့ note တွေပိုင်းနဲ့မှတ်ထားမျိုးမရှိဘူးကျွန်တော် messenger မှာပဲမှတ်ထားတယ်ဆောက်လို့မှတ်ထားဘူးလို့ဖြစ်လဲဆိုတော့အဲ့ဒီ group တွေပြတ်သွားတဲ့အချိန်မှာကျွန်တော်ရဲ့ backup plan ရှိတယ်ဆိုပေမဲ့အဲ့ဒီတင်တန်းလူတင်တန်းသားတွေကိုကျွန်တော်ဆက်သွယ်လို့မရအောင်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဆက်သွယ်လို့မရအောင်ဖြစ်သွားတဲ့အတွက် ဘယ်လိုဖြစ်လဲဆိုတော့ backup plan တော့ရှိတယ်ဒါပေမဲ့အသုံးချလို့မရအောင်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့တုံ့ပြန်ပြောလို့ပဲကျွန်တော်မှာ fake account နေဖွင့်ရတယ် fake account နေဖွင့်ပြီးတော့အဲကျွန်တော်ပြန်ပြီးတော့ live ပြီးတော့ဆက်သွယ်ရတာပေါ့နော်ဆက်သွယ်ရတဲ့အချိန်မှာလည်းတုံ့ပြန်ပြောလို့မျိုးတိုက်ရိုက်ကြီးဆက်သွယ်လို့မရပဲနဲ့ဒါကျွန်တော်တို့ဒီဂျပန်နဲ့ဆိုင်တဲ့ group တွေပိုင်းမှာ like share တာမျိုးအဲ့လိုမျိုးကြီးလုံလိုက်ရတယ်ပေါ့နော်ဒါတော်တော်တိုင်ပတ်သွားတယ်ဆိုတော့အဲ့ဒီကနေရဟတ်တင်ကန်းစားတော့ ဟိုအဲ့လိုမျိုးဆိုရင်ဒါကိုယ့်ရဲ့ client ပေါ့နော်ကိုယ့်ရဲ့ customer တွေကိုဟိုဒီ messenger မှာပဲမှတ်ထားမျိုးမဟုတ်ဘဲနဲ့နှုံးနဲ့ပေါ့နော်ကျွန်တော်တို့စာအုပ်နဲ့ပဲဖြစ်ဖြစ်အဲကျွန်တော်တို့ဒီ screenshot ရိုက်ထားပဲဖြစ်ဖြစ်တစ်ခုခုပေါ့နော်အဲ့လိုမျိုးနဲ့မှတ်ထားစေချင်ပါတယ်။ Okay နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ backup plan တစ်ခုခုလောက်ထားပေါ့နော်။တောင်းတော့ပြောလို့ပဲဒီ Facebook group ပြတ်သွားရဲဆိုရင်ကျွန်တော်တို့လည်းနောက်ထပ်ဘယ်လိုမျိုးပြန်ပြီးတော့သူတို့ကျွန်တော်တို့ပြန်ပြီး share လုပ်ပေးမလဲ။ အဲတင်ကန်စားပြီးရဆိုရင်ဘယ်လိုမျိုးပြန်ကြည့်လို့ရအောင်လုပ်ပေးမလဲကျွန်တော်လိုမျိုး backup plan တစ်ခုခုပေါ့နော်ဒါတော့ Telegram မှာကျွန်တော် group တစ်ခုထပ်ပြီးတော့ထောင်းပေးထားတာမျိုးပေါ့နော်ကျွန်တော်လိုမျိုးတွေလုပ်ပေးထားတဲ့လို့ထင်တယ်ပေါ့နော်ဒါကတော့ကျွန်တော် အလုံးနဲ့ဆိုင်တဲ့ကိစ္စတွေပြောပေါ့နော်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ personal account နဲ့ဆိုင်နေတာပေါ့နော် personal account နဲ့ဆိုတော့ကကိုယ့်ရဲ့ account ကိုကျွန်တော်တို့ဒီ tournament ပြောလို့မျိုးရက်180 suspend ဖြစ်သွားတာမျိုးတို့နောက်တစ်ခု disable ဖြစ်သွားတာမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့တတ်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့ဒီ Facebook ကချထားတဲ့ rule တွေရှိရပေါ့နော်စီမင်းစည်းကမ်းတွေရှိရကျွန်တော်အဲ့ account တွေကိုတတ်နိုင်ဆုံးလိုက်နာပေးပေါ့နော်ပြဿနာဒါမျိုး post တွေဆိုမရှင်းနဲ့အဲဒါမျိုးတွေကျွန်တော်တို့မလုံးနဲ့ဆိုတာမျိုးရှိရဆိုတော့အဲ့မျိုးလေးတို့ကျွန်တော်လိုက်နာပေးအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကဘာလဲဆိုတော့ကျွန်တော်ရှာကြည့်လောက်ပေါ့နော်မြန်မာနိုင်ငံမှာကျွန်တော်တို့ဒီ tournament ပြော ဲ့ Facebook အကောင့်တွေ spam ဖြစ်သွားတယ် disable ဖြစ်သွားတဲ့လူတွေတော်တော်များများကဘာကြောင့်ဖြစ်သွားလဲဆိုတာမသိကြဘူး။ဘာကြောင့်ဖြစ်သွားလဲဆိုတာမသိကြဆိုတော့ကဘာမှမလုပ်ဖက်နဲ့ကိုဒီတန်းကြီးအကောင့်က auto ထပစ်သွားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးကြီးဖြစ်နေတာပေါ့နော်ကျွန်တော်ဆိုလည်းအတူတူပဲကျွန်တော်ရဲ့ဒီ main person နဲ့အကောင့်ပေါ့နော်ဆိုတော့အဲ့ဒီအကောင့်ဆိုကျွန်တော်ဘာမှ Twitter post တွေတင်လေးတင်ထားမှရှိဘူးပြီးရင်ကျွန်တော်တခြားလူတွေကို live report ထုတ်တာမျိုးလို့ဒီကျွန်တော် ဆန်စစ်တစ်ဖြစ်တဲ့ဒီ post တွေပေါ့နော်အဲ့လိုမျိုးတင်တာမျိုးလည်းကျွန်တော်မရှိဘူးပေါ့နော်ကျွန်တော်တက်နိုင်ဆုံးရှောင်းတယ်ဆိုတော့အဲ့လိုမျိုးတောင်မှဘယ်လိုမျိုးဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ပြောချင်တာအချိန်မရွေးပေါ့နော်ကိုယ့်ရဲ့ဒီ Facebook personal account လို့ဘာလို့ကလည်းအချိန်မရွေးပြတ်သွားနိုင်နေဆိုတာမျိုးဒါကိုယ်ကောင်းထဲမှာထည့်ထားဖို့လိုအပ်တယ်အဲ့လိုဖြစ်သွားဆိုရင်ဘာဘလို့လုံးမလဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလဲစဉ်းစားထားဖို့လိုအပ်တယ်အဲ့တော့တချို့လူရှိရပေါ့နော်ဟိုဒီ blue mat တွေပါတွေဝဲတုံးနေဆိုရင်တော့မပြတ်ဘူးလို့ပြောရလို့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ ဘလူးမက်ဝဲထားလူတွေလည်းပြက်တဲ့လူတွေအများကြီးရှိရပေါ့နော်။ဘာလို့ဆိုတော့ဟိုဂျပန်မှာတော့ဒီ Facebook တောင်းတဲ့လူတွေတော့အဲ့လိုမျိုးကျွန်တော်ပြောလို့ကျုံနောက်ကျုံခဲ့ဆိုမှာမြန်မာမှာကျွန်တော်လွန်ခဲ့တဲ့၁၀လပိုင်းကစပြီးတော့ဒီ Facebook account နေရတရား၈၀ suspend ဖြစ်ထားတော့အပြင်ကျွန်တော် disable ဖြစ်သွားတာမျိုးอ่ะတော်တော်များများကျုံနေရတဲ့ပြဿနာပေါ့เนาะโอเคအာဆိုတော့ ဲ့လိုမျိုးဖြစ်သွားတယ်ထားပါတော့ကိုယ့်ရဲ့အကောင့်ကကျွန်တော်ပြော disable ဖြစ်သွားတာမျိုးတော့နောက်တစ်ခုဟို suspend ဖြစ်သွားတာမျိုးဆိုလို့ရှိရင်လုံးလို့ရတော့ရတယ်ပေါ့နော်ကျွန်တော်ပြောတယ်ကျွန်တော် API တင်တာပေါ့နော် API တင်နေဆိုတာက Facebook တင်ကိုကျွန်တော်ကဒီ သူတို့တတ်မှတ်ထားတဲ့ rules တွေကိုမချိုးဖောက်ပါဘူးအဲ့ကြောင့်ကျွန်တော်အကောင့်ဆစ်ပေးပါဆစ်ပြီးတော့အကောင့်ပြန်ပေးပါဆိုရဲဒီတနာခံစားလို့ပြောမလားဒီ app ရပြန်လို့ရတယ်ပေါ့နော်ဒါကျွန်တော်ဒီ line ပေါ်မှာဒီ facebook နဲ့ဆိုင်နဲ့ဒီ service တွေရှိတယ်ပေါ့နော်ကျွန်တော်တို့ service တွေလည်းအပ်လို့ရတယ်ကျွန်တော်တို့ကလည်းဒါ service တွေပါလေပြည့်ပြည့်အပ်လိုက်တယ်ပေါ့နော်အပ်လိုက်တယ်ဆိုပေမဲ့လည်းပဲဟိုသူတို့တွေနဲ့ကျွန်တော်ပြောကိုဘာမှလုပ်ပေးနိုင်တာမျိုးထွေထွေထူးမတွေ့ရဘူးပေါ့နော်အဲ့တော့ကိုယ့်အနေကိုပဲဒါစ조사ပြီးလုပ်လိုက်တယ်조사ပြီးလုပ်လိုက်တဲ့အချိန်မှာကျွန်တော် period တင်ထားတာကောင်းတာပဲလားဒါမှမဟုတ်ရင်ကျွန်တော်ရှောက်ပြီးလုပ်လိုက်တာပဲမှန်တယ်လားတော့မသိဘူးကျွန်တော်ကောင်း ချက်ချင်းပြန်ရသွားတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်ရဲ့ဒီရဲ့တွေ့ကြုံပေါ့နော်ဒီမကောင်းတဲ့တွေ့ကြုံကနေရတဲ့တင်ကားစာတချို့ပြန်ပြီးတော့ share လုပ်ပေးခြင်းလို့ရိုက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်โอเคဆိုတော့ဒီဗီဒီယိုကတော့ဒါပါပဲကျွန်တော်အားလုံးထူးပဲကျေးဇူးတင်ပါတယ်ဤကြော့